န်ဟိုင်းမှာရာစုနှစ်သက်တမ်းရှိအဆောင်ဝန်ကြီးတစ်ခုလုံးကိုစက်ရုံပေါင်း400ကျော်ဖြင့်ပြန်လည်တည်ယူပြောင်းရွှေ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေအောင်ဆောက်လုပ်ရေးကြောင်ယာယီရွှေပြောင်းခဲတဲ့ရှန်ဟိုင်းရှိ ရာစုနှစ်သက်တမ်းရှိအဆောင်တွေကိုတည်ယူရေးစက်ရုံပေါင်း400ကျော်ပေါင်းဝင်တဲ့အန်အားသင်ဖွဲအင်ဂျင်နီယာပညာဖြင့်မူလနေရာမှာပြန်လည်နေရာချခဲ့ပါတဲ့။ 1920 1930ဝန်းကျင်တွေက စတူယန်မီတာ4030အကျယ်ဝန်းမှောင်းတန်ချိန်ပေါင်း9500ဖြစ်တည်ဆောက်ခဲ့တာဖြစ်ပြီး အနောက်ရင်ကျိမှုပုံစံနဲ့ဂျိုးရကျန်းနဲ့နေအိမ်ပုံစံများကိုရော့ဆက်ထားတာဖြစ်ပါတဲ့ဆယ်စုနှစ်တွေကြာအောင်ရှန်ဟိုင်းမှာအကောင်းဆုံးထိမ့်သိမ်းထားရှိတဲ့ရှီကူမင်အဆောက်အဝန်းကြီးအဖြစ်ရပ်တည်နေပါတဲ့ မေလ19ရက်နေ့ကစတင်ပြောင်းရွှေ့ရှားမှဒေယူပို့ဆောင်ရေးစက်ရုံငယ်ပေါင်း432ခုဖြင့်တနေ့ကို30မီတာနှုန်းဖြင့်ရွှေ့နေခဲ့ပါသည်။စတူယန်မီတာ9300ကျဲဝန်းထည်မြေအောင်အဆောင်အုံကြီးဆောက်လုပ်ထားရှိဖို့အတွက်ကျန်းရွယ်မှအဆောင်အုံတွေတစ်ခုလုံးဖယ်ရှားပေးရပြီးပြန်လည်မုံမှန်ပြုပြင်ဖို့နေရာမရှိတော့ပါဘူးလို့သိရပါတယ်ရှင်။